အဲ့တော့မြန်မာနိုင်ငံရဲ့ကြုံတွေ့လာမဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရင်တော့ပထဝီနေထအနေနဲ့ကျွန်တော်တို့စပြီးတော့ပြောရမယ်ပြီးရင်တမန်ကြောင်တွေနည်းနည်းရှိပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ challenge ပါတွေဖြစ်နိုင်မလဲဆိုတာလေးကျွန်တော်နည်းနည်းကျွန်တော်ရဲ့အမြင်လေးပါပဲ၁၄မိနစ်တော့ပေါ့နော်ကျွန်တော်လည်းရှင်းပြပါမယ်မြန်မာနိုင်ငံကဒီအရှိတော်အာရှမှာရှိတဲ့နိုင်ငံတစ်ခုဒါလူတိုင်းသိပါတယ်အာဆီယံ member နိုင်ငံတစ်ခုဖြစ်တယ်လို့ပဲ ကျွန်တော်တို့နိုင်ငံရဲ့အနေထားမှာပင်လယ်ကမ်းခွန်းကမိုင်ပေါင်း1300ကျော်လောက်ကျွန်တော်ရှည်လျားပါတယ်ကျွန်တော်တို့နဲ့ထိစပ်နေတဲ့ရေပြင်မှာဆိုလို့ရှိရင်ကပ်ပလီပင်လယ်နောက်ဘင်္ဂလားပင်လယ်နောက်ပြောက်တောက်ပဲဆေးပေါင်းနဲ့အိန္ဒိယသမုဒ္ဒရာကျွန်တော်ရှိပါဆိုတော့တော့ပထဝီနေထားပြောမှဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားထူးခြားတဲ့နေထားတစ်ခုရှိတော့နောက်တော့အင်အားကြီးနိုင်ငံတွေအင်အားကြီးနိုင်ငံတွေကြီးလေအင်အားကြီးနိုင်ငံ၅နိုင်ငံရှိပါတယ် တငါးနိုင်ငံလေဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းတရုတ်ဟိုတော့ဒါအိုစ်နော်ထိုင်းနိုင်ငံဖြစ်ပါထူးခြားတော့တော့အိန္ဒိယချင်းနိုင်ငံနိုင်ငံငါးနိုင်ငံနဲ့မှာနှစ်နိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံဒူးရီအဲ1.46ဘီလျံလောက်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့တရုတ်နိုင်ငံ1.42ဘီလျံကျော်လောက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်အဲတော့နိုင်ငံအင်အားကြီးဒူးရီအင်အားကြီးမှတဲ့နိုင်ငံတစ်ခုချာမှာ နိုင်ငံချင်းထိဆက်နေတဲ့နိုင်ငံဖြစ်ပါဒီနှစ်နိုင်ငံကနိုင်ငံရေးရတော်တော်ကရည်ကြီးမှုရတော်တော်ဒူမျိုးဒီဒူနောက်ခံဒီဒူမျိုးရတော်တော်ဟိုတူညီမတူညီတဲ့ကွဲပြားခြားနေတဲ့နိုင်ငံတွေဖြစ်တာတော့ကျွန်တော်တွေ့ရနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘူရီတရားတန်းတရားတရားခွင့်ဆွကြော်တော့ကျွန်တော်ရှိတယ်လို့အချမ်းမင်းသိရပါနောက်ထိုင်းနိုင်ငံအဲထိုင်းနိုင်ငံဆိုပေမဲ့ထိုင်းနိုင်ငံအပေါင်းပဲကျွန်တော်အာဆီယံနိုင်ငံဖြစ်တဲ့အာဆီယံနိုင်ငံနဲ့ကျွန်တော်တို့ ဟလာထက်တွေ့ပြီဆိုရင်တန်ပေါင်း600နဲ့80လောက်ကျွန်တော်တို့ရှိပါတယ်ပေါင်းလိုက်တော့အလုံးပေါင်းလိုက်တော့3ဘီလီယံ4ဘီလီယံနီးပါးလောက်3ဘီလီယံကျော်ကျော်4ဘီလီယံနီးပါးလောက်ရှိတယ်ကမ္ဘာလူကြီးကရှိဘီလီယံလောက်ရှိတဲ့တော့ကြောင့်လူကြီးရဲ့90%ကျော်နီးပါးလောက်ဟာမြန်မာနိုင်ငံပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတာလေးကျွန်တော်တို့တွေ့ပါပြောရင်တော့မဟာဗျူဟာကြကြတရှိနေတဲ့နိုင်ငံတို့ပြောပါလိမ့်မယ်။နောက်တောင်မြောက်ရှည်လျားတဲ့နိုင်ငံဖြစ်ပါတ တောင်မြောက်ရှိလာတဲ့တော့နိုင်ငံဝအရှားလိုက်ဖြတ်တည်နေတဲ့ရေကျူးမြေချောင်းတွေအရာတွေတို့ချင်းတွင်တို့စစ်တောင်းတို့ဒါတွေမြစ်တွေလည်းကျွန်တော်တို့ရှိတယ်။နော်ဒေလီအရီမြစ်ကျော်တစ်ချောက်ပေါ့နော်ဆင်ချင်းချင်းနေမြေကျော်တစ်ချောက်ဒီမှာလည်းလောက်ကန်စားတောင်းနေတဲ့မြန်မာနိုင်ငံမြေပုံလေးတစ်ချက်ကြည့်မယ်ဆိုရင်အလေတကျော်ကဟုတ်လားလောက်ကန်စားတောင်းနေတဲ့မြေတွေအများကြီးရှိတော့ကျွန်တော်တွေ့ပါတယ်။နော်လောက်ကန်စားတောင်းနေတဲ့ယာဒီဥရုကျွန်တော်ရှိပါနော် နောက်တဘာဝတရားစာတတ်ပစ္စည်းပေါ်ကျွေးွားတဲ့နိုင်ငံလေးဖြစ်ပါဒါတွေကကျွန်တော်တို့ရဲ့အခွင့်အရေးအားသာချက်တွေဖြစ်ပါတယ်ပြောရရင်ဒါတွေကလည်းအရေးပါမှုတွေဖြစ်ပါဒီအရေးပါမှုတွေကိုဟလာဆိုရတဲ့ကျွန်တော်တို့ရဲ့ဘုရားကျွန်တော်တို့မရှိပြီးသားအရေးပါမှုတန်ဖိုးရှိပြီးသားဒီဖြစ်ပါဒါတွေကိုကျွန်တော်တို့ကအရေးပါတဲ့ဟာကိုအရာရောအောင်လုပ်နိုင်လို့ရှိရင်တော့တန်ဖိုးရှိလာမှာဖြစ်ပါဒီအရေးပါတော့အရာရောမလုပ်နိုင်တော့ကျွန်တော်တို့ရဲ့ challenge စိန်ခေါ်မှုတွေ ဖြစ်လာနိုင်မှုတွေကျွန်တော်တို့တွေ့ရှိပါတယ်။ဒါကျွန်တော်တို့ရဲ့တမန်ကြောင်းလေးတစ်ချက်ခုနပြောတဲ့ပထဝီအနေထားတမန်ကြောင်းလေးပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရှိမှလည်းလွတ်လာရေးရပြီကြရနေလွတ်လာတဲ့နဲ့ကပဋိပက္ခတွေလည်းရင်ဆိုင်ခဲ့ရတာမဖြစ်ပါဘူး။ဆိုတော့ပြောတဲ့တဘာဝထပ်ပုံပစ္စည်းတွေကုန်ချမ်းပစ္စည်းတွေကျွန်တော်မြတ်မရှိပါဘူး။ဒါကြောင့်နောက်တော့ကရည်မြေတဘာဝတွေလည်းရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ရှိမှလဲရှေးတမိုင်းဆင်ဆဲကနေပြီးအင်အားအသင်းတွေရှိတယ်လူမျိုးစုတွေအင်အားနေတဲ့လူမျိုးစုတွေရှင်ပြောင်းနေထားရနေပြီးတော့တိုင်းသားပေါင်းစုစုပေါင်းနေထားရတဲ့နိုင်ငံကြီးတစ်ခုဖြစ်လာတာဖြစ်ပါတယ်အတရားသာတာပေါ်ကျော်ဝါမှုပေါ့တရားသာတာပေါ်ကျော်ဝါမှုကလည်းပြန်ကြည့်လို့ရှိရင်လည်းဒီတရားသာပေါ်ကျော်မှုကြောင့်လည်းကျွန်တော်တို့ကိုရိုနီပြူကြီးခံခဲ့ရတာဗျာကျွန်တော်အပေါ်မှာရှိတဲ့တရားသာတာတွေကိုလာရောက်ပြီးတော့လာရောက်လူလူချင်းတဲ့စိတ်နဲ့ကျွန်တော်တို့အာ အဲအဲ့တော့အဲဒီတစ်ချက်ဘာမှကုံနေပေါ့ကနော်ဘုံမီဘာမှဘုံမီဘာမှအနေပြီးစပြီးတော့ကျွန်တော်တို့စခဲ့တာမြန်မာနိုင်ငံကျွတ်ကျွတ်စီသုံးရင်လုပ်ပြီးတော့မှမြန်မာနိုင်ငံကိုလိုနီပြုချင်းခံခဲ့ရတော့ဒါတရားသာဓာတွေကြောင့်အခြေခံခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာပဲဟာလာတရားသာဓာကြောင့်ကိုလိုနီပြုခဲ့တဲ့ကိုလိုနီနိုင်ငံဟာဒီကိုလိုနီခေတ်ရဲ့သွေးခွေအုပ်ချုပ်မှုတွေကြောင့်လည်းစူးစိနေထိုင်တဲ့မြန်မာတိုင်းရင်းသားတွေညှဉ်းပန်းမှုလည်းပြိုကွဲခဲ့ရတော့ကျွန်တော်တို့တွေ့ အဲ့ဒီပြိုကွဲမှုရဲ့နောက်မှာဆိုရင်လည်းလက်နက်ကပဋိပက္ခတွေကရင်းနှီးချက်တိုင်းဖြစ်ပေါ်လာပြီးတော့မှဒီကုလနီပေါင်းပါတွေကလည်းဆက်လက်အားပေးထောက်ပံ့နေတာလေရင်းနှီးထိကျွန်တော်တို့တွေ့ရပါတယ်အထက်ပြင်ယောဟာရကောပြမှုတွေဒူဘီကောပြမှုတွေနိုင်ငံရေးစနစ်ကောပြမှုတွေမှာပုံကြီးချက်တွေးထုတ်ထုတ်ဆောင်ပြီးတော့မှပဋိပက္ခတွေပုံမှုကြီးထွားလောင်းအောင်လည်းဆောင်ရွက်လာတာတို့ကျွန်တော်တို့တွေ့ပါတယ် ခုနပြောတဲ့ပဋိပက္ခတွေအကြောင်းဖြစ်ပေါ်လာတဲ့နိုင်ငံမတည်ငြိမ်မှုတွေကိုလည်းဟဲ့လားအဲ့တော့ဒီဇယ်အစိုးရတွေပေါ့ဗျာဆရာစုအတွေဒီငင်းညာရောက်လဲအမျိုးဆုံးဟဲ့ကျူစားခွေမျိုးလဲအမျိုးမျိုးတွေးထုတ်လှုပ်ဆောင်မှုတွေကြောင့်ရင်းနှီးထက်တိုင်းအဲ့ဒီကမမီးကမငင်းသေးတော့လဲတွေ့ပါဒီမငင်းသေးမီးမငင်းသေးတဲ့ကြောင့်လဲဖွံ့ဖြိုးမှုတွေလဲတော်နောက်ကျခဲ့တာတွေတွေ့တယ်တထာတိကိုကျွန်တော်တို့ကမကျော်ရနိုင်ဘူးလားလို့မြင်ကျော်ရနိုင်တယ်နိဒန်နေကျွန်တော်ရှိပါတယ် မရှိတယ်မဟုတ်ပါရှိပါတယ်တိကျတော့မြန်မာတိုင်းကမြန်မာတိုင်းကကုနိုင်ငံချစ်တဲ့စိတ်မွေးဖို့တော့လိုပါတယ်ကုပြည်သူချစ်တဲ့စိတ်မွေးဖို့လည်းလိုတယ်ပြောရရင်မြန်မာတွေကမြန်မာစိတ်မွေးဖို့လည်းလိုပါတယ်အဲ့ဒါဆိုရင်ဂျင်းကျွတ်တဲ့အင်အားတွေတိစောက်နိုင်မှာလို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်စိတ်ကြီးဂျင်းကျွတ်မှုမရှိတဲ့ဘက်ကလည်းဘယ်လိုစီးပွားလုပ်လို့ဘယ်လိုနိုင်ငံရေးစနစ်ပဲလုပ်လို့နော်ဘယ်လိုလူမှုစနစ်ပဲလုပ်လို့နော်တာဝါပြောတဲ့ အနေထားကိုဖန်တီးပေးနိုင်မှာမဟုတ်ဘူးလို့ဒါကျွန်တော်ပြောချင်ပါတယ်စောစောပြောတယ်ပထဝီနေထားရပေါ့ကျွန်တော်တို့ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့အနေထားစုံချက်တစ်ခုဖြစ်လာတွေ့စောစောပြောတယ်အနောက်ဘက်မှာဆိုရင်အိန္ဒိယလိုပြောပုံနဲ့တောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတယ်နောက်ဒုနာပြောတယ်အရှိတောင်အာရှနိုင်ငံတွေပါတယ်နောက်ကျွန်တော်တို့ရဲ့အရှိမြောက်ဖက်မှာဒီတရုတ်နိုင်ငံရှိပါဒီဒီဒေတာမှာကျွန်တော်တို့ရဲ့နိုင်ငံကဒီ စုံချက်တစ်ခုဖြစ်နေတာတွေ့တယ်။ခုနကပြောတဲ့လူကြီးကြည့်ရင်လည်း၄ဘီလီယံနီးပါးလောက်သူတို့ရဲ့ဟဲ့သူတို့ကအားလုံးအတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားဖို့နေရေးဆိုတော့ဘယ်လိုပဲဖြစ်ရင်ရင်ဆိုင်နေကြတဲ့ပုံကနိုင်ငံတွေဖြစ်ပါတယ်။ဒါကြောင့်ပထဝီဒေသအရကြီးလိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံတွေအတွက်ဆန္ဒရိက္ခာဖူလောင်ဆောင်ဝေးပေးနိုင်မယ်။နောက်တော့ကကုန်စည်စည်မှုတွေ ဆောင်ဝေးပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်ကဘယ်လိုဖြစ်ဖြစ်ဘလွဲမှုတွေအကျိုးရှိလာမှာဆိုတာလေးကျွန်တော်တို့တွေ့ပါကိုယ်စီစစ်မှုများလာလို့ရှိရင်တော့ဟာအသွာလာများရင်တော့ခီးစားလုပ်ငန်းတွေပါကျွန်တော်တို့ပို့ပြီးတော့ပို့များလာမယ်သဘောပေါ်ရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ကုံသွဲစီးပွားရေးရမြင့်တင်ဖို့ကတော့မလွဲမသွေလှုပ်ဖို့ဒူပါတယ်။စီးပွားရေးမြင့်တင်ဖို့လှုပ်ဖို့လိုတဲ့ဆိုရတဲ့နေရာမှာလည်း ကျွန်တော်နိုင်ငံလေအလုပ်လုပ်ဖို့တော့လိုတာပေါ့တဲ့အလုပ်လုပ်ဖို့တော့ကျွန်တော်တို့ကျွန်တော်တွေးကြတာပေါ့နော်ကျွန်တော်တို့ဟလာမြန်မာနိုင်ငံ GDP ဟာဟိုဘီလီယံ60နဲ့80ချားလောက်မှာကျွန်တော်ရှိပါဒါမဲ့နှစ်ပေါ့2026 25 26ဘာနဲ့နှစ်ပါတော့80ဘီလီယံလောက်ထိမြှော်မှားပြီးကျွန်တော်လုပ်နေပါဒါမဲ့အင်ဒိုင်းရှင်းနိုင်ငံနဲ့ကြီးလိုက်လို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော် GDP ရှိပါဗင်လားဒေ့ရှ်နိုင်ငံဘီလီယံ400ကျော် GDP ရှိပါတယ်။အဲတော့ GDP ဆိုတော့လေယာခန္ဓာကြီးစက်မှုခန္ဓာကြီးနော်ဝန်ဆောင်မှုခန္ဓာကြီးပေါ်မှာမူတည်ပြီးတွက်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းတို့ဝန်ဆောင်မှုရှိလို့ GDP တိုးတက်ပိုကျွန်တော်တို့ရတာတယ်လို့ပြောဆိုရပြောရရင်ငင်းပွားစရာရှိပါတယ်ငင်းစရာရှိဘူးတိုးတော့လည်းလေယာခန္ဓာကြီးတစ်ခုတည်းပဲနှိုင်းရှင်ကြည့်လို့ရှင်ကျွန်တော်တို့ရအများကြီးအားသာနေတော့ကျွန်တော်တို့တွေ့ဒါကကျွန်တော်တို့တဲ့တကယ်စိန်ခေါ်မှုပါစိန်ခေါ်မှုတခုကျွန်တော်တို့က ဒီမျိုးဖလားအဖြစ်လေယာဉ်ဆိုင်ပြွေးတဲ့ဘူးမျိုးလုံကလိုကြတဲ့နိုင်ငံဖြစ်ပါတယ်။အဲ့တော့လေယာဉ်ကန္တနဲ့ဆိုင်ပြွေးမှုမျိုးလုံငန်းတွေကိုကျွန်တော်တို့အားခိုက်ခွန်ဆိုင်အလုပ်ဖို့လိုပါ။ဥပမာအဖြစ်ပေါ့လေ။မြန်မာနိုင်ငံမှာကျွန်တော်မနေ့တနေ့ကပဲကျွန်တော်လေယာဉ်ဆိုင်ပြွေးဝန်ကြီးဌာနအောင်ကိန်းဂဏန်းတစ်ခုတောင်းကြည့်ပါတယ်။မြန်မာနိုင်ငံမှာစပါးဆိုင်ပြွေးဘယ်လိုရှိလဲ15အတန်းရှိတယ်လို့ပြောတယ်။နော်။အာဧက15အတန်းဆိုင်ပါတယ်။အဲ့မှာ73တန်းက မူးစပန်းဆိုင်ဒါပေမဲ့အဲ့မူးစပန်းကိုတတိဆိုင်ပြည့်တဲ့အချိန်မှာဂျန်တဲ့တိနံနေဆိုင်ဖို့ဟာဂျန်တဲ့တိနံနေမှာငါတိဆိုင်ဖို့ဆိုတာအားလုံးကျွန်တော်မဆိုင်ကြအောင်လူစပန်းလည်းသုံးတန်းလောက်ပဲကျွန်တော်တို့ရှိဆိုတော့ကျွန်တော်တို့ကဒါတွေကိုဟလာတကယ်လို့ဒါဂိတာဆွမ်းအားတွေအပြည့်ဆိုင်မယ်ဆိုရင်ထုတ်ကူက24ပါးလောက်တက်လာမယ်ဆိုတော့ကျွန်တော်တို့တော့တွားတွေ့ပါဒါဥပမာနဲ့လည်းကျွန်တော်ပြောတာပေါ့နော်ဥပမာနဲ့လည်းပြောတာဒီလိုပဲကျွန်တော်ဝါဆိုင်ပြိုးပါတယ် နော်ရာဘာဆိုင်ပြိုးပါတယ်လူကြီးမင်းအုပ်တက်လာတဲ့ဒီအားလုံးအင်ဂျင်ဝတ်ကြပါဖက်နှက်စီးကြနော်ဖက်နှက်စီးတယ်ဖက်နှက်ဆိုတော့တည်ရည်နဲ့ရာဘာနဲ့ဟိုအခြေခံပြီးလှုပ်တာတွေများပါတယ်အများစုပါအဝတ်ဆိုလို့ရှိရင်လည်းနော်ခြီးကဝါကိုအခြေခံပြီးဝတ်ကြတာများပါမြန်မာနိုင်ငံမှာဒါတွေအကုန်ဖြစ်ပါတယ် ဲ့တော့ဒါတွေကိုကျွန်တော်တို့ခြေခံပြီးတော့ဒီစက်မှုလုပ်ငန်းတွေသွားမယ်ဆိုလို့ရှိရင်ခေါ်တော့ပြောတဲ့လူကြီးတန်ပေါင်း၄ထောင်ပြီပါလောက်ရှိတဲ့နိုင်ငံထဲမှာလူကြီးတစ်ဝက်လောက်ပါပဲဖဏစည်းတဲ့ထောင်တိဘီလန်ခွဲနှစ်ဘီလန်ဒီပါလောက်ကဖဏတူပါလေသူတို့နိုင်ငံတွေအဲတက်ကတက်ဆက်နိုင်ငံတွေကဒီဒီဒိုအပ်တဲ့တရားစာတတ်ပစ္စည်းတို့ရှိမှအလုံးလုံးမရှိဘူး မရှိကျွန်တော်တို့ကကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်တို့ကဟိုလာတင်ပို့ရောင်းချမယ်ဆိုလို့ချင်းထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့အများကြီးဒီတစ်ခုတည်းတင်ဟိုလာတချို့လည်းဆရာဆရာကျန်ကျန်ပြောလို့တွေးပါဘူးဗျာတကယ်တော့စီပွားရေးဆိုတာလေဆရာဆရာကျန်ကျန်လုပ်ရတာဟာအများကြီးရှိပါတယ်အများကြီးရှိအဲ့တော့ဟိုအမြင့်နေလျှောက်စင်းစားလို့လို့ရှိရင်ဟာမဖြစ်နိုင်တာဆိုရင်ဘလို့မှအလှမ်းမပြီးပါဘူးအလှမ်းအလှမ်းကျရင်အလေလက်တယ်ဆိုတဲ့အတိုင်းပဲအဲ့မှာဒုက္ခရောက်ကြပါဒါကြောင့်ကျွန်တော်တို့ကအခြေခံလေးစဉ်းစားပြီးလုပ်မယ်ဆိုရင်ဖြစ်ပါတယ် ဒီလိုပဲခုနပြောတဲ့ဝါပေါ့ဗျဝါဆိုရင်လည်းကျွန်တော်ဧက9သိန်း6သိန်းကျော်တော့ထိကျွန်တော်ဧကဆက်ခဲ့ဘူးပဲသူတို့လည်းပဲအကြောင်းမျိုးပေါ့ကြောင့်ဝါဆက်ပြုတ်မှုက3သိန်းကျော်တော့ထိကျဆင်းသွားပြီတော့မှကျွန်တော်တာဝန်ယူတဲ့အချိန်မှာဒါကိုတွေ့လို့ကျွန်တော်ဒါကိုအပိဆံအခုလုတ်ခဲ့ပါအခုဆိုရင်ဧက9သိန်းတော့ကျွန်တော်ဆက်ပါတကယ်တော့တိုက်ပြေဝါထွက်လို့မှာမြန်မာနိုင်ငံလူကြီးတွေကျွန်တော်တို့ပို့ပါတယ်ပို့ပါဒါ isa ဒါသာခုနပြောတဲ့ ြပနိုင်ငံတွေဖြစ်တဲ့အိန္ဒိယချင်းတိုင်ပြည်တွေတွေဝါဟောခြေခန်းနဲ့ခြေတဲ့လုပ်ငန်းတွေပြည်ကိုရောင်းချမယ်ဆိုတွေ့ချင်းအဲကျွန်တော်တို့တိုက်ပြည်ကအများကြီးခွန်းနှန်းနေရှိတယ်ဆိုတာတွေ့ပါလေဝါဟောခြေခန်းနဲ့အထက်လေးလုပ်ငန်းတွေဝါနေဝါဖန်ဝါ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 ခွန်းဝါခွန်းကနေပြီးတော့ကျွန်တော်တို့ကဟလာခြေခြေကနေပြီးတော့ပိတ်ပိတ်ကနေပြီးတော့အထက်ပေါ့ကနော်အဲ CNB လုပ်ငန်းတွေကျွန်တော်တို့သွားမှာဆိုရင်ဘာမှစေကူး တခြားဝေဝေးစည်းစံပြီဒီနှစ်ခုပါတယ်ကျွန်တော်တို့အများကြီးခွင့်လန်းရှိတယ်စီးပွားရေးတစ်ခုတည်းရပထဝီနေထားရကျွန်တော်တို့မှာခွင့်လန်းရှိနေဆိုတာ၄တယ်ကျွန်တော်ဟိုကောက်ထုတ်ပြီးတော့ကျွန်တော်ပြောလို့ပါအဲ့တော့ဒီမှာလဲအဲ့တော့ကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောရချင်ပါလဲကျွန်တော်တို့ပုံလဲဆန်ရှင်လုပ်တဲ့အတွက်ကြောင့်လည်းခက်ခဲတော့ရှိတော့ဆန်ရှင်လုပ်တာဒါနေ့ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်အင်တာဗျူးတစ်ခုမေးတဲ့အချိန်မှာကျွန်တော်ဆန်ရှင်ကိစ္စကျွန်တော်ပြောပြပါတယ် ဆက်ရှင်လို့လို့ရှိရင်ဟောတို့ဒုတာတော့ဒါ impact တခုတော့ရှိပါလိမ့်မယ်တို့တော့လည်းပဲတချို့တဲ့အဲ့ဒိုက်ခေါ်တဲ့နိုင်ငံတွေရောက်ဒါနာဒီသူတို့ရဲ့ခက်ခဲကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လို့လာရင်ဒီပြန်ပက်တွေဖြစ်လာတယ်ပြန်ပက်တွေဖြစ်လာရင်ပူဆူမှဖြစ်တယ်ဒါ CY ပြေဆိုပြီးတော့မှအဲကျွန်တော်တို့ဘုံမှာဖိအားပေးတာမျိုးတော့ဘယ်လိုမှမအောင်မြင်နိုင်ဘူးအခုလည်းကျွန်တော်တို့ပုံမှန်ဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကိုနီကိုကနေကြော်လှနေကြတာပေါ့ ုံတို့ကြောတာပြောဖြည့်ရှင်းလို့ရတာအခက်အခဲတော့ရှိတာပါမှာတို့တော်လည်းပဲဖြည့်ရှင်းလို့ရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လွားနိုင်ဖို့ဆိုရင်တဖက်ကလည်းအဲ့ဒါတဖက်ကလည်းကုလေးကျူးစားအထုတ်မှုဒေါ်တော်တို့တဖက်ကလည်းနိုင်ငံရေးနည်းလမ်းရတဖက်ကလည်းဒါတွေဖြည့်ရှင်းကြမှာလဲဖြစ်ပါတယ်အဲ့မှာလဲဟိုကပြောတယ်စီးပွားလုံငါလုံနိုင်ဖို့ဆိုရင်လည်းဒုဒါအရင်မြစ်တယ ော့ရင်းနှီးမြှုပ်နှံမှုတွေဒီနှစ်ချက်လို့ပေါ့လူသားရေးမြစ်မြန်မာနိုင်ငံလူသားရေးမြစ်ခြေနေကြည့်လူမြန်မာနိုင်ငံလူကြီးတင်ရပြီးခဲ့တဲ့အောက်တိုဘာလကောက်ခဲ့တဲ့လူကြီးအစီအရဆို50တန်းတတန်းရှိပါ50တန်းအဲဒူကြီးကတော့ခမန်းလူကြီးတွေပို့ပြီးနဲတော်ကျွန်တော်တို့တွေ့အဲ့ဒီမှာလူကြီး90ရာခိုင်နှုံရော့ရော့ပေါ့ယောက်ျားဖြစ်ပြီးတော့90ရာခိုင်နှုံကြော်ကြော်တော့မြို့သမီးတွေ ဖြစ်တာတွေ့တယ်။2014ခုနှစ်နဲ့2019ခုနှစ်မှာထွန်းပြခဲ့တဲ့လူကြီးနဲ့အိမ်ကြောင်းကတကောင်ဆင်းနေရအောင်အဲ့မှာအချက်လေးကြာပြောရင်တော့လူကြီးရဲ့300ရာခိုင်နှုန်းကအဲ50ရာခိုင်နှုန်းပေါ့50ရာခိုင်နှုန်းကအခြေခံပြည်ဟာအဖြစ်အားနေတော့ကျွန်တော်တွေ့ပါတယ်။အားနေတာတွေ့တယ်။နောက်တစ်ခါ လူရဲ့ခုနှစ်ရာခိုင်နှုန်းကကျေးလက်မှနေပြီးတော့မှ30ရာခိုင်နှုန်းကမြို့ပြတ်မှနေကြတယ်။အတက်ကတူဝန်ထမ်းဆောင်မှုကအောင်မြင်မှုကြီးကျွန်တော်ပြန်ကြည့်ရင်လည်း2017ခုကနေပြီးတော့2024ဒီ35ရာခိုင်နှုန်းတော့တက်ကတူဝန်ထမ်းအောင်ရပြီးတော့မှ65ရာခိုင်နှုန်းတော့တက်ကတူဝန်ထမ်းမအောင်တာကိုကျွန်တော်တွေ့တယ်။ဆိုတော့ဒါဒီကမြန်မာနိုင်ငံရဲ့ဟိုလားထက်သွင်းစဉ်းစားရမယ်ချိန်ခေါ်မှုတွေလည်းမှာပါတာကိုကျွန်တော်တွေ့ပါတယ်။ ီလူသားအရင်းမြစ်တွေကိုကျွန်တော်တို့ဘလို့အကျိုးရှိအောင်တုံးချမှာကိုတော့မယ်လူသားအရင်းမြစ်တွေအချင်းအိတ်ချာပေါ့ဒါကြောင့်ကျွန်တော်တို့နေတဲ့ဒါကိုလည်းအကျိုးရှိရှိတုံးချနိုင်ဖို့စီပညာရေးပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေမဖြစ်မနေလုပ်ရပါမယ်ဒါကြောင့်ကျွန်တော်ကနော်ကျွန်တော်တာဝန်ယူတဲ့နောက်ဘက်မှာဒါကိုသတိပြုမှုတွေအတွက်ကြောင့် Digital 90ဟူတော့အားလုံးဒါတင်အောင်လုပ်ပါဆိုပြီးတော့ကျွန်တော်ငွေကြေးကြတော်တော်လေးခံပါတယ်တွေ့လေသူဒီပညာရေးရဲ့အကြမ်းမာရေးမှာကျွန်တော်ငွေတွေပိုအောင်သုံးပါလုံးဝသုံးရတာရှိတယ် ်ကီဂျီဖလက်နိုင်ပြီးလို့ရှိရင်ဒါနဲ့ပြန်နဲ့တက်လာတဲ့အဖွဲ့တွေပါဟုတ်လားဆိုရင်လည်းအဲမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးမွေးမြူလုပ်ငန်းတွေနဲ့နော် MSME လုပ်ငန်းတွေထောက်ကူပြုနိုင်ဖို့တဲ့ကျွန်တော်တို့ကစိုက်ပျိုးရေးမွေးမြူနဲ့ဆက်မှုပညာရပ်တွေကို KG plus 10 11 12မှာကျွန်တော်စပြီးတင်ပေးပါ85ကြောင်းကျွန်တော်ဖွင့်ခဲ့ပြီးဖြစ်ပါ80ပြီးတော့လေခရံအားလုံးမှာဖွင့်ဖို့တဲ့ကြိုးစားနေပါဒါလည်း long ပြီးလာမလို့လုံးသေးပါဘူး ခုနပြောတဲ့ဒီဆက်မှုဆက်ပြိုးနဲ့မွေးမြူလုပ်ငန်းတွေဒီမှာလဲလူတွေအများကြီးလိုပါသေးတယ်ဒီတော့ကျွန်တော်ပိုလီတက်နစ်တွေကျွန်တော်စပြီးတော့ကျွန်တော်ဒီနှစ်ပညာရေးတင်မှာစပြီးဖွင့်ခဲ့ပါဒီပြည်တော်မှာဖွင့်ပါတယ်နောက်တက်ကတူပြည်နယ်တိုင်း6ခုမှာကျွန်တော်ဖွင့်ပါတယ်နောက်ပိုလီတက်နစ်တက်ကတူတွေပေါ့ဒါလည်းလုံလောက်ပြီးလောက်ဆိုမလုံလောက်သေးပါဘူးသောတော့ပြောတယ်တက်ကတူကနဆောင်းဝန်းမှာကြတဲ့လူတွေရှိတယ် ။နောက်ပညာရေးဆုံးငန်းမတိုင်မဲနဲ့ဈာမလက်ခုလက်မထွက်တာတဲ့လူတွေရှိတယ်။သူတို့လည်းအတိုက်ပညာတွေသိပညာတွေကျွန်တော်တို့ကမပေးနိုင်လို့ရှိရင် scale level ဘလို့မှမရနိုင်ဘူး။ဒါသူတို့လည်းကျွန်တော် scale level ရအောင်လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်အခုဒီနှစ်ဒီနှစ်ရပဲကျွန်တော်အသိပ္ပံဒီပညာဝူကြီးနဲ့ဆွေးနွေးပြီးတော့မှ polytechnic ကျောင်းနေပြည်နယ်တိုင်း6ခုမှဖွင့်ဖို့ကျွန်တော်ပဏာမအနေနဲ့ကျွန်တော်အားလုံးစီစဉ်နေတာရှိပါ။အာဖွင့်တော့ဖွင့်လို့ရတယ်မဲ့တဲ့ခုတင်ပြပြိမဲ့ဆရာကြီးလိုပါပေါ့။ကြီးပြရည် ပစ္စည်းပြည့်စရာတွေဒါတွေလိုတာတွေရှိတယ်။ဒါကြောင့်ဒါတွေအချိန်မီမပေးနိုင်လို့ရှင်ဟာဟို certificate ပေးတဲ့အဆင့်မြန်ဖြစ်သွားရင်လည်းမကောင်းဘူး။ဒါကြောင့်ကျွန်တော်ကတော့6ချောင်းရင်စဖွင့်ကြည့်လိုက်6ချောင်းဆွဲပွဲပေးနေဒါမဲ့နှစ်တင်မှာတော့ဟာဒီရဲ့ပို့ဆောင်နေအကြောင်းနေဖွင့်ဖို့တည်းလုပ်သွားမယ်လို့ဒါကျွန်တော်ပြောပြောထားတာရှိပါတယ်။ဒါတော့ခုနပြောတဲ့စီးပွားရေးပညာရေးအပြည့်အဝပြောင်းလဲဖို့ပေါ့။နိုင်ငံရေးနဲ့ပတ်သက်တဲ့နိုင်ငံရေးမှာလည်းဒါကျွန်တော်တို့တတ်မတော်က ။ငကိုရီးယားလည်းပါတီဆိုဒီမိုကရေစီစနစ်ကိုလက်ခံတယ်လို့ကျွန်တော်ပြောပြသားဖြစ်ပါတယ်။တော်တော်၁၀ရွေးကောက်ပွဲ၊၂၀၁၅ရွေးကောက်ပွဲ၊၂၀၂၀ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးပြပေးပါတယ်။ယူသသားပါပဲ။ကျွန်တော်အခုလည်းတကယ်ယူသသားကျွန်တော်ပြောတော့ကျွန်တော်တကယ်လည်းကျွန်တော်တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုက်တိုက်တဲ့တိုင်းပြည်တစ်ခုဖြစ်ချင်ပါတမိုင်းတင်ကားစာတွေရဖြတ်သားလာတမိုင်းတွေတင်လို့ရှိရင်ကျွန်တော်တို့ရရှင်ကြီးဝါလဲဝင်ခဲ့တယ်ရှင်ကန်ဝါလဲဝင်ခဲ့တယ်အဲ့တော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရအကောင်းအကောင်းဆုံးသောအခြေအနေကတော့ နိုင်ငံရေးမှာတော့ပါတီတို့ဒီမိုကရေစီစနစ်ကတော့အကောင်ဆုံးဖြစ်တယ်ဆိုတာကျွန်တော်တွေ့ပါတယ်ဒါကျွန်တော်တို့လက်ခံပါတယ်ကျွန်တော်ကိုရတဲ့ဒါဟိုလားအားပေးပါတယ်ထို့သူတွေထို့ဒီပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါတွေလည်းဒါတော်တော်လေးရှိပါတယ်ဒါတွေလည်းပတ်သက်ရင်လည်းဟိုလားကျွန်တော်တို့ကတော့ဟိုဒီမိုကရေစီနဲ့နိုင်ငံမြန်မာချက်မှာကျွန်တော်ပေးထားတာရှိတယ်ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုချိန်တဲ့ပြည်တော်စုတည်ဆောက်ရေးဆိုကျွန်တော်ပေးခဲ့တာရှိတယ် ဖက်ဒရယ်ခွင့်ရေးတွေပေးဖို့ဒါလေးပေးဖို့ဒါဆင်းရဲရှိပါတိုးတော်လည်းပဲအဲသူ့ထိုက်တဲ့ဟာပေါ့ဗျာဒါလေးတော့ကျွန်တော်တို့သွားမှာပေါ့လူစားတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်တို့လည်းဖြစ်ချင်တာခံရတွေဖြစ်ချင်တာအများကြီးရှိမှာဒါပေမဲ့လူလူနှက်မလိုက်နိုင်ဆိုသလိုပဲအကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်သည့်ဖြစ်ထိုက်တာတော့ကျွန်တော်တို့ဖြစ်အောင်ဥပဒေကကျွန်တော်တို့သွားအများကြီးဆုံးဖြတ်ချက်နဲ့ကျွန်တော်သွားမှာဖြစ်ပါဒါရီကနိုင်ငံရေးရပါအဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟလာ ဒီမိုကရေစီလက်ခံတယ်ဆိုရင်ကျွန်တော်တို့ကပါတီဆိုဒီမိုကရေစီရဲ့ပြည်သူကတောင်းဆိုတာလေဗျကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာအဲ့တော့ကျွန်တော်ဒီမိုကရေစီတောင်းမယ်ဆိုရင်ညီညွတ်ချမ်းချမ်းနဲ့ဒီမိုကရေစီမြန်တဲ့ကြဆောင်ရဖို့ပဲလိုပါတယ်လူတော်နိုင်မယ်ဆိုရင်တော့ရည်စင်ခွန်မှုတွေကျွန်တော်ကြော်လန်းဖို့တယ်ကြော်လန်းနိုင်ဖို့တယ်ကျွန်တော်တို့အခွင့်အများကြီးရှိနေပါအဲ့လုံချူကြီးနဲ့ပတ်သက်တော့လုံချူကြီးနဲ့ပတ်သက်တော့စောစောပြောနိုင်ငံရေးနဲ့ပတ်သက်လုံချူကြီးနဲ့ပတ်သက်တိုင်းပြည်မတည်ငြိမ်အကျိုးမှုတွေပြပြနာရှိပါတယ် ကျွန်တော်တို့ဒီအကြံဖက်တိုက်ဖို့မဟုတ်ကျွန်တော်တို့တောင်မဟုတ်ပါဘူးဒီသဘောထားပွဲတဲ့လူတွေကနေပြီးတော့ဆန့်ကျင်ဖို့အတွက်အကြံဖက်မှုတွေလုပ်လာခဲ့တာဖြစ်တယ်ဒါရင်သာမရှိဘူးဆိုလို့ရှိရင်သို့တော့ပြောတဲ့ opportunity တွေကျွန်တော်တို့မှာရှိတယ်တမိုင်းအရမြန်မာနိုင်ငံကဒီဘုရားကျွန်တော်မြေပေါ်မြောတရားစာတတ်တဲ့လူသားအရင်းမြစ်တွေအခြေအနေရမြန်မာနိုင်ငံပထဝီနေထားရဆိုရင်ကျွန်တော်တို့မှာ opportunity တွေအများကြီးရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က နိုင်ငံရဲ့တည်ငြိမ်အေးချမ်းပဲလူကျိုးရဲ့လည်းတည်ငြိမ်အေးချမ်းပဲဆိုရင်တော့ FDI နဲ့ကျွန်တော်တို့လာမှာဖြစ်ပါတယ်။ကုန်တယ်ကုန်တယ်ဆိုတော့ကုန်တယ်မှုတဲ့တော့သူကတော့ဘလူးကဒီလန်းတကြဒီလန်းဘိုးဆိုတော့ကြိုးစားမှာအခုဟာကျွန်တော်တို့တရားမကုန်တယ်မှုဟာတွေလောက်တာလေဒါကုန်တယ်တွေလောက်တာပဲကုန်တယ်လို့ကြတော့သူတို့ဘယ်လိုပဲသူတို့ပစ္စည်းတွေရောင်းလို့ဝယ်လို့ဖျောက်လို့ရောင်းသူဒီလန်းပေါင်းတော့ကြိုးစားတယ်ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုကြတော့စွန့်စားမှုလိုပါပဲသူကရင်းနှီးမြှုပ်နှံမှုက အမခံချက်ရှိဖို့လိုတယ်ဒီနေ့မုန်နာမှုကြတော့သူကသူကသူကဒင်းရတခုပါအသေးလုတ်လိုက်တော့အဲ့သူတို့ကယုံကြည်စိတ်ချပေါ့နိုင်ငံရေးကပြည်ညီအကြမှုမရှိလဲရင်းနှီးမနှောင်မဘလို့မှလာဖို့လဲအကြောင်းမရှိဘူးဒါခုနဆူဆူဘူးဝေဒနာဆူဆူဘူးဖြစ်စေလဲနိုင်ငံရေးကဖြစ်လို့ရှိရင်လဲဒါရီဒါနောက်နောက်တွန့်နေမှာပေါ့ဒီလိုပဲဟဲ့လား အကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေရှိနေလူချုံမှုမရှိလေရင်းနှီးမြှုပ်နှံမှုဘလို့မှလာလို့နာမှာလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့တိုက်ပြည်တကယ်တိုးတက်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ရင်းနှီးမြှုပ်နှံမှုတွေဒါလုံနိုင်မှုတွေကျွန်တော်တို့ကဒီလိုနိုင်ငံရေးမှာလည်းတည်ငြိမ်အချမ်းမှုရှိအောင်လူချုံရတည်ငြိမ်အချမ်းမှုရှိအောင်ကျွန်တော်လုပ်ဖို့တည်းတိုးပါနောက်ဆက်သွားပြောတဲ့နိုင်ငံခြားရေးနိုင်ငံတကာဆက်ဆံတဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့နိုင်ငံကခုနကပြောတဲ့ပထဝီနေထိုင်ရအင်အားကြီးနိုင်ငံခြားထဲမှာနိုင်ငံရေးထိဆက်နေတယ် တမိုင်းပြန်ကြည့်ရင်ဂျမန်နိုင်ငံဖြစ်ဖို့ပြောင်းလဲမှုတွေအများကြီးသုံးသပ်လို့ရပါတယ်။ဒါတမိုင်းပညာရှင်တွေဒီမှာပါပါတယ်။နော်။ဆိုတော့အကောင်းဆုံးကတော့မြန်မာနိုင်ငံဟလာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံကြရေးမှုဟာတချို့တော့တော့အကောင်းဆုံးပါ။တစ်ဖက်နိုင်ငံတစ်ဖက်ဟိုအာတာဝါဒနိုင်ငံကျွန်တော်တို့ဘောမှာဟလာဒီဘောတော့နည်းနည်းလေးပြောဖိအားပေးတဲ့အစင်နာတွေခင်ဗျားတို့တွေ့ပါလိမ့်မယ်။ဖြစ်ခဲ့တဲ့အစင်နာတွေတွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်တို့ကတော့နိုင်ငံတကာနဲ့ပတ်သက်ရင်တော့နိုင်ငံတကာဆက်ဆံရေးမှာတော့ဒီပြည်လိုက်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကိုကျွန်တော်တို့လောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့သုံးသောပြောရင်ဒီအခွင့်အရေးတွေအခွင့်အရေးတွေလုပ်ပေးဆိုကျွန်တော်တို့မှာ opportunity တွေရှိတာဆိုကျွန်တော်တို့တွေ့ရပါတယ်။ opportunity ရှိလို့ပဲစင်ခုံမှုတွေလည်းရှိတာစင်ခုံမှုတွေတွန်တွဲလာတာပေါ့။လူချင်းလို့ရှိရင်ပေးစမှာရှိတယ်။လူချင်းတော့ပေးရမှာ ပေးရမှာတခုရှိအဲ့ပေးရမှာပါလဲဆိုတော့ညင်ညွတ်မှုရအောင်လုပ်ပေးရမှာနော်ညင်ငယ်ရအောင်လုပ်ပေးရမှာအချမ်းဖုတ်မှုတွေမရှိအောင်လုပ်ပေးရမှာဒီလိုတို့ရမှာတည်ငြိမ်အေးချမ်းရကတော့ကျွန်တော်တို့တဲ့တကယ်ကိုလိုအပ်တဲ့လုပ်လုပ်ဖို့လိုအပ်တဲ့ဟာတခုဖြစ်ပါတယ်စီးပွားရေးခွန်းနှန်းတဲ့ opportunity တွေဖြစ်ပါတယ်လိုအပ်မှာဟာတော့တည်ငြိမ်အေးချမ်းရတော့ညင်ညွတ်ရတော့ဒုတိယကျွန်တော်တို့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့နိုင်ငံရဲ့တည်ငြိမ်ဖို့တဲ့ပြည်သူတွေလူလာတဲ့ ဒီမိုကရေစီပါတီသူဒီမိုကရေစီစစ်ကိုပြန်လည်ဖော်ဆောင်မှုကျွန်တော်တာဝန်ယူပါတယ်ဒါတွေကျွန်တော်လုပ်ပါမယ်ဒီလိုပဲပြည်သူပဲအနေနဲ့အမျိုးသားစီလူညီညီရေးကိုလည်းစနစ်တကျဆောင်ရွက်ပေးဖို့ဒါလိုက်ပါဆောင်ရွက်ပေးနိုင်ဖို့တဲ့သဘောထားကြီးစားနဲ့လူ့ခွင့်ချဖို့လူတော်တို့ဒါဒါပြောလို့ပါဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီနေ့အခွင့်အရေးဒီနေ့ဒီနေ့အစီအစဉ်ဆွေးနွေးမှုဟာကျွန်တော်ပြောတဲ့ဆွေးနွေးချက်ကလည်းအကြံပြင်းလေးကိုကျွန်တော်တွေ့ရှိချက်လေးကိုကျွန်တော်အခြေခံပြီး ပြောပြောကြခြင်းဖြစ်ပါဒီတစ်ချက်ပြန်ပြန်ပြောမှာဆိုရင်တော့အများကြီးရှိပါတယ်ဒါပြမလေးပညာရှင်တွေဒီဒီနေ့ပြီးလို့ညီကင်းပိုက်ကြတဲ့ဆက်လက်ဆွေးနွေးရခါမှာလည်းအများကြီးပါမလို့တဲ့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ပြတို့မြန်မာနိုင်ငံဒီနိုင်ငံသားများအနေနဲ့မြန်မာအနေကဘဝစပဖို့တဲ့မြန်မာတန်ဖိုးမြင့်တင်ဖို့ဆိုတဲ့ဟာလေးနဲ့ကျွန်တော်ပြောချင်နေတယ်ပဲညီကုန်းချိုးပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်